ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရစေ။ကဲဒီနေ့မှာတော့ကျွန်တော်တို့တွေနာဟုတို့ထဲကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထိုင်ပြောသွားကြပါမယ်။ဒီအကြောင်းအရာတွေကနာအိုထိုနဲ့နာအိုထိုစပူဒန်အပြင် NMN နဲ့မန်ကာမှာပါဝင်ခဲ့တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အကြောင်းအရာဆိုတာထက် Easter Exposure မျိုးတွေဖြစ်ပြီးစုစုပေါင်းအကြောင်းအရာ52ခုပါဝင်သွားမှာဖြစ်ပါတယ်။ Brother ကနာအိုထိုရဲ့ Big Fan တယောက်ဖြစ်နေရင်တောင်မှကျွန်တော်အခုပြောပြသွားမယ့်အကြောင်းအရာတွေကိုသိကြမှတောင်သိနေပါလိမ့်မယ်။ ပထမဆုံး Easter Egg တစ်ခုကတော့ Haku နဲ့ Obito တို့ရဲ့ Mask Tour ရဲ့ဇဝင်ခံပဲဖြစ်ပါတယ်။အကယ်၍ Brother ကအနမဲကိုပဲကြည်ထားတယ်လူတယောက်ဆိုရင်တော့စိတ်မကောင်းပါဘူး။ဘာလို့ဆိုဒီဇဝင်ခံကအနမဲ3မဟုတ်တဲ့ Manga မှာပဲပါဝင်သွားခဲ့တာကြောင့်ပါ။ Haku ကတော့ကျွန်တော်တို့အလုံးတီးခြားတဲ့အတိုင်းရေလိုင်းတိုင်းပြီမှာပဲသူ့ရဲ့ Mask ကိုချုပ်ပစ်ခဲ့ပါတယ်။ Obito ကတော့၄ချိန်နောက်ရှင်နိုဘီစစ်ပွဲအတွင်းမှသာသူ့ရဲ့ Mask ကို Orion ဆွေထံချုပ်ပြခဲ့တာဖြစ်ပါတယ်။ Mask ကိုချွတ်တာထမ်းဆောင်ရင်ချွတ်သွားတဲ့ပုံစံမျိုးကို Kishimoto ကဖန်တီးထားခဲ့ပြီး ။ Obito ရဲ့ master သွားတဲ့ပုံစံကို Haku ရဲ့အဖြစ်အပျက်နဲ့တစ်ထပ်တည်းတူအောင်ပုံဖော်ထားခဲ့ပါတယ်။ Haku ရဲ့ mask ကို Naruto ချွတ်တဲ့ဖန်တဲ့ကိုတော့အခုလိုမျိုးမတူညီတဲ့ shootout ၃ခုကနေပြီးတော့ရေးဆွဲပေးထားခဲ့ပါတယ်။ Okay ဆိုတော့ Obito ရဲ့ mask ကို Naruto ချစ်လိုက်တဲ့ဇင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း Haku ရဲ့ဖန်တဲ့လိုမျိုးမတူညီတဲ့ shootout ၃ခုကနေရေးဆွဲပေးထားခဲ့ပါတယ်။ရေးဆွဲပုံရေးဆွဲဟန်တွေကလည်းအရန်အရန်တူညီနေတာကိုသတိထားပြီးကြည့်ရင်သိနိုင်ပါတယ်။ကွဲပြားသွားတာဆိုလို့ဟာကူကိုထိုးလိုက်တဲ့နာဥထိုးရဲ့လက်သီးကအိုဘီထိုးစီမာရာစင်ကန်အဖြစ်ပြောင်းလဲသွားတာပဲရှိပါတယ် ဒီ panel ကိုတော့ကျွန်တော်က set reference လို့တင်စာချင်ပြီးနောက်ထိုးရဲ့ကိုဟန်အနေထားကလည်းနှစ်ပုံစလုံးမှာလုံးဝဆင်တူနေခဲ့တာပါ။နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့ Isa S ကတော့ Sasuke ရဲ့ Jackie Chan movement တစ်ခုပဲဖြစ်ပါတယ်။ဒီ movement က anime only scene တစ်ခုဖြစ်ပြီး manga မှာတော့တူညီတဲ့ pattern နဲ့မပါဝင်ခဲ့ပါဘူး။ animator တွေကပဲ Jackie Chan ရဲ့လှုပ်ရှားမှုကို Sasuke စီမှာသွားထည့်ပေးလိုက်တာမျိုးဖြစ်ပါတယ်။ Sasuke တယောက်သူ့ရဲ့ Sharingan ကိုထိုးမွဲတုံးခုပါဝင်တဲ့ Sharingan တစ်ခုအဖြစ် unlock လုပ်ပြီးတဲ့အချိန်မှာ Jackie Chan နဲ့တူညီတဲ့လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ နောက်ထိုးရဲ့ animator တွေမှာတော့ဒေဂျာဘော့ Jackie Chan fan တယောက်တော့ရှိနေပါတယ်။နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ Naruto series ရဲ့ Easter Egg တစ်ခုကတော့ Naruto နဲ့ Neji တို့ရဲ့ဘက်ထဲမှာဖြစ်ပွားခဲ့ပါတယ်။ဒီဇဝင်ကန်က anime မှာသာပါဝင်ခဲ့ပြီး Cowboy Bebop တဲ့က fighting ဇဝင်ကန်တချို့ကို Naruto ရဲ့ animator တွေကကူးခြားထားခဲ့ပါတယ်။အဓိကကတော့ frame rate angle တွေကိုကူးခြားထားတယ်လို့ကျွန်တော်ဘက်ကဆိုလိုချင်တာမျိုးဖြစ်ပါတယ်။နောက်ထိုးရဲ့လှူရှာမှုပုံစံတွေက Cowboy Bebop တဲ့က character တကူရဲ့လှူရှာမှုနဲ့အတိအကျကိုတူညီနေခဲ့တာပါ ဒီလှုပ်ရှားမှုကထန်ကျဆုဖြစ်နေတာတောင်စစ်တူသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာကြောင့်ဖန်နီးသူတွေကိုစော်ကားပုတ်ခတ်လို့စိတ်လုံးဝမရှိပါဘူး။နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ Easter Asgardo Naruto series မှာမဟုတ်ပဲ Boruto series မှာပါဝင်ခဲ့ပါတယ်။ Sakura တယောက်ရှင်ဦးချီဟာနဲ့တိုက်ခိုက်ခဲ့တဲ့ battle ဖြစ်ပြီးဒီ Frey နဲ့ဒီ Ankeri က Captain America နဲ့ Winter Soldier တို့ရဲ့ battle နဲ့ဆင်တူနေခဲ့ပါတယ်။ခုနိုင်အသွင်ပြတဲ့ပုံစံကလည်းတေချာကြည့်မယ်ဆိုရင်ဝင်းထားဆိုးချရဲ့ဓမြောက်အသွင်ပြတဲ့ပုံစံနဲ့တစ်ထပ်ထဲစစ်တူနေခဲ့ပါတယ် ဒီဇဝေငန်းကတော့ Marvel ရဲ့ဖန်တီးမှုနဲ့တထက်တဲ့စတူနေခဲ့တာကြောင့်ကူးယူတာလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။တိုက်ခိုက်နေတဲ့တခြားလုံးမှာ Captain America နဲ့ Winter Soldier တို့ရဲ့လှုပ်ရှားမှုတွေအတိုင်း Sakura နဲ့ Shin တို့ကလိုက်ပြီးလှုပ်ရှားနေကြတာပါ။ Reference ယူတာမျိုးထက်တထက်တဲ့ကူးယူလိုက်တာကြောင့် Animator တွေအတွက်လည်းအချိန်ကုန်ကြသက်တာမှုရှိပါတယ်။ Animation Series တစ်ခုဖြစ်ဖို့ဆိုတာကလည်း Brother တို့တည်တဲ့အတိုင်းတော်တော်မလွယ်ကူတာကြောင့်ဒီလိုတူညီမှုတွေကနားလည်ပေးလို့ရနိုင်ပါတယ်။နံပါတ်5နေရာမှာရောက်ရှိနေခဲ့တဲ့နောက်ထပ်တူညီမှုကတော့ Jugo နဲ့ Dragon Ball Android System တို့ရဲ့ကိုယ်အနေထားပဲဖြစ်ပါတယ် ကီရှီမိုတိုကိုရိုင်ကလည်းနာအိုထူကိုဖန်တီးတဲ့အချိန်မှာဒရာဂွန်ဘောကနေယူထားတဲ့နမူနာတွေ idea တွေအများကြီးရှိခဲ့တယ်လို့ပြောခဲ့ပူပါတယ်။ဂျူကိုရဲ့ character development ကလည်း Dragon Ball တွေက Android system နဲ့အရင်ဆင်တူနေတယ်ဆိုတာကိုလည်းဂျူကိုဖန်တိုင်းသိပြီးသားဖြစ်မှာပါ။ဂျူကိုရဲ့အသွင်အပြင်ပင်ကိုစရိုက်နဲ့စွမ်းရည်တွေက Android system နဲ့တထက်တဲ့တူညီနေခဲ့တာကြောင့်ကီရှီမိုတိုရဲ့ inspiration ကနည်းနည်းတော့ကျန်ပါတယ်။ဒါကိုတော့ကူးယူမှုဆိုတာတက် inspiration တခုလို့ဒါသတ်မှတ်ချင်ပြီးဘာလို့ဆိုဂျူကိုနဲ့ Android system ကြားမှာမတူကွဲပြားတဲ့အချက်တွေအများကြီးရှိနေသေးတာကြောင့်ပါ နံပါတ်6နေရာမှာရောက်ရှိနေခဲ့တဲ့ဒူညီမူကတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာရှင်းပြခဲ့တဲ့ Son Goku ရဲ့နာမည်ပဲဖြစ်ပါတယ်။ Son Goku ဆိုတာ brother တို့တီးတဲ့အတိုင်း Thebes တကောင်ဖြစ်ပြီးမတီးသေးလို့သိကျင်နေဆိုရင်တော့ဒီဗီဒီယိုကိုသွားပြီးတော့ကြည့်နိုင်ပါတယ်။ Son Goku ဆိုတာ Dragon Ball ရဲ့ Goku ရဲ့နာမည်အပြည့်အစုံဖြစ်ပြီး Naruto ရဲ့ကမြောက်ပရင်လည်းဖြစ် Thebes တကောင်လည်းဖြစ်တဲ့ Son Goku ရဲ့နာမည်နဲ့သွားပြီးတော့ဒူညီနေခဲ့ပါတယ်။ဒါအပြင် Roshi ဆိုတာ Son Goku ရဲ့ Jujutsu Kaisen တယောက်ဖြစ်ပြီး Dragon Ball မှာလည်း Roshi ဆိုတဲ့ character တစ်ခုပါရှိနေခဲ့ပါတယ်။ ဒါအပြင် Dragon Ball ထဲမှာ Monkey Fawn ကိုပြောင်းလဲနိုင်တဲ့ character တစ်ခုလည်းရှိနေသေးတာကြောင့်ဒီ reference ကလည်းထူးခြားမှုရှိပါတယ်။နောက်ထိုးရဲ့ methodological shootout က Dragon Ball ရဲ့ story နဲ့အရင်စစ်တူနေပါတယ်ဆိုပြီးသွားပြောလို့မရနိုင်ပါဘူး။ဘာလို့ဆိုရှာဖွေကြည့်ရတဲ့လောက်ဆွန်ဂိုကူဆိုတာတရုတ်နိုင်ငံရဲ့ကြောက်တုံးကနေမွေးဖွားလာတဲ့ methodological မြောက်ဘုရင်တစ်ကောင်ဖြစ်ပြီး Dragon Ball နဲ့နောက်ထိုးကအဲ့ဖုတ်လောကို explore ယူပြီးပြန်လဲဖန်တီးထားတာမျိုးဖြစ်သွားတယ်။ ရှေးမှုမပြတ်အုံတို့ကြောက်ကြောဆိုတဲ့အတိုင်းဆွန်ကုကူဆိုတဲ့ဒန်နိုင်လာမြောက်ပရှင်ရဲ့နာမည်အရင်ကတော့ဆက်လက်သုံးဆွဲပေးထားခဲ့ပါဗါးနံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့တူညီမှုကတော့ Dragon Ball Series ကချီအားယိုသူရူရဲ့ညနေဖုံးပဲဖြစ်ပါတယ်နာဟိုရဲ့မန်ဂါ Chapter 150မှာတော့နာဟိုတယောက်မိတိုင်းပြည်ထူးခြားတဲ့မျိုးတစ်မျိုးမှာ Master Ku ကိုဝစ်ကြည့်ခဲ့ပါတယ်ဒီထက်က Master Ku က Dragon Ball Anime ကချီအားယိုသူနဲ့အရန်စစ်တူနေခဲ့ပါတယ် နံပါတ်၈နေရာမှာရောက်ရှိနေခဲ့တဲ့တွင်ညီမှုကတော့ brother တို့အားလုံးတည်ပြီးသားဖြစ်တဲ့ Bruce Lee ရဲ့ reference character တစ်ခုဖြစ်တဲ့ Rocky ပဲဖြစ်ပါတယ်။နေရာစလုံးရဲ့နောက်ဆုံးနာမည်တွေကတွင်ညီနေခဲ့တယ်လို့အသုံးပြုတဲ့ကိုခန်းပညာတွေကလည်းစတူနေခဲ့ပါတယ်။တွင်ညီတဲ့ဝတ်စုံနဲ့တွင်ညီတဲ့သဘင်ပုံစံတွေပါရှိနေခဲ့ကြတာပါ။ Rocky နဲ့ Bruce Lee ဆိုတဲ့နာမည်နှစ်ခုဟာတွယ်ဝိုက်တော်အဖြစ်တွင်ညီနေခဲ့ကြပါတယ်။ဒီတွင်ညီမှုကိုဂျပန်ဘာသာစကားမကျွမ်းကျင်ရင်မသိနိုင်တဲ့အကြောင်းတစ်သလောက်မှတ်သလောက်ရှင်းပြပေးခြင်းပါတယ်။ ဘရာဒါတို့အနေနဲ့ခတ်တာခနာကိုအသုံးပြုပြီးဂျပန်လိုဘရုစ်ကိုရေးသားမယ်ဆိုရင်ဘလူးဆိုတဲ့အတန်ထွက်တစ်ခုကိုရရှိပြီးအဲ့ရရာဟာတေဂီတာအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ Rock Lee ရဲ့နာမည်မှာပါဝင်တဲ့ Rock ဆိုတဲ့နာမည်ကတော့ Rock လို့ခေါ်တဲ့တေဂီတာတစ်ခုကိုကိုစားပြုထားသလို Rock Lee ရဲ့သားတော်မောင် Metal Lee ဆိုတဲ့နာမည်မှာပါဝင်တဲ့ Metal Sura ကလည်းတေဂီတာအမျိုးအစားတစ်ခုကိုဆက်လက်ကိုစားပြုထားခဲ့ပါတယ်။နံပါတ်9နေရာမှာရောက်ရှိနေခဲ့တဲ့တူညီမှုကတော့စကားတစ်ခုနဲ့သွားပြီးတော့တူညီနေခဲ့တာမျိုးဖြစ်ပါတယ်။ ဖြစ်ပုံကမိုက်ကိုင်းတဲ့ခီစာမဲရိုရဲ့နောက်ဆုံးတိုက်ပွဲမှာခီစာမဲရဲ့ငမန်ဘုံကိုခိုင်းကဒေးထိုင်းတိုက်ကနဲ့ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီဇဝင်ကန်ကဂျော့စ်လို့ခေါ်တဲ့စကားတကားနဲ့သွားပြီးစစ်တူနေခဲ့ပါတယ်။ဒိုင်းရဲ့ဒေးထိုင်းတိုက်ကဆိုရာလီဖီအားကိုအတော့ပြပြီးဖန်တီးတဲ့ကျဆူတစ်ခုဖြစ်တာကြောင့်ခိစားမဲရဲ့ငမန်းကိုလီဖီအားနဲ့တိုက်ခိုက်သလိုဖြစ်နေခဲ့ပါတယ်။ဂျော့ဆက်ကားရဲမှလည်းလူသားစားငမန်းကြီးရဲ့ပတ်ဆက်ကိုအဲထန်တစ်ခုနဲ့တိုက်ခိုက်ခဲ့ပါတယ်။မိုက်ကိုင်တယောက်သူ့ရဲ့ဒေးထိုင်းတိုက်ခါနဲ့ခိစားမဲရဲ့ငမန်းကိုတိုက်ခိုက်လိုက်တဲ့အချိန်မှာလည်းပောက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားခဲ့သလို ဂျောဆာကားရဲမှာလည်းပြစ်လိုက်တဲ့အဲချမ်းကြောင့်ဂမန်ကြီးကပောက်ကွဲသွားခဲ့ရရှာပါတယ်။နံပါတ်30နေရာမှာရောက်ရှိနေခဲ့တာကတော့ Killer B ရဲ့ Aspiration တစ်ခုဖြစ်ပြီးသူ့ကိုယ်တော်မူဟာမက်အလီ Killer ဆိုတဲ့လက်ဝဲသမားကိုအဓိကနမူနာယူထားခဲ့ပါတယ်။စာစကဲနဲ့တက်ခိုက်ခဲ့တဲ့အချိန်မှာခီလာဘီပြောခဲ့တဲ့စကားတခုကမူဟာမက်အလီရဲ့အဆိုမိတ်တခုဖြစ်နေတာကြောင့်ရောနာမည်ကားပါလိုက်တူနေတာကြောင့်ပါတေချာပေါ့ inspiration တခုပဲဖြစ်ပါတယ်။နာမည်11နေရာမှာရောက်ရှိနေခဲ့တဲ့တူညီမှုကတော့ Chunin Aizen နဲ့ Hunter Aizen တို့ပဲဖြစ်ပါတယ်။ ခီရှီမိုတိုကနာအထူကိုဖန်တီးတဲ့အချိန်မှာဟန်တာဟန်တာစီကနေနမူနာတွေအခြေခံတွေလိုအပ်ချက်ဖလော့တွေအများကြီးကိုရယူထားခဲ့ပါတယ်ချွန်နေအဇန်ဆိုရာကလည်းဟန်တာဟန်တာရဲ့ဖန်တီးမှုတစ်ခုဖြစ်ပြီးခီရှီမိုတိုကလိုအပ်ချက်တွေကိုသာပြောင်းလဲရေးသားခဲ့တာပါခီရှီမိုတိုရဲ့ပါရမီကြောင့်ချွန်နေအဇန်ကဟန်တာအဇန်ထက်တော့ပိုပြီးတော့စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်နံပါတ်၁၂နေရာမှာရောက်ရှိနေခဲ့တဲ့တူညီမှုကတော့မေခရိုက်တာနှစ်ယောက်ရဲ့အရှောက်တူညီမှုဖြစ်ပြီးနာအိုထိုနဲ့ဒရဂွန်ဘောပဲဖြစ်ပါတယ် နောက်ထိုနဲ့ Sasuke ရဲ့အယောင်က Goku နဲ့ Vegeta တို့ရဲ့အယောင်တွေနဲ့ဆင်တူနေကြတာပါ။ဒီတူညီမှုကတော့လူတိုင်းဒီပါတည်ပြီးသားဆိုပေမဲ့စိတ်ဝင်စားစရာကောင်းနေတာကြောင့်ထည့်ပြလိုက်တာမျိုးဖြစ်ပါတယ်။ Kishimoto Goran ကလည်း Naruto ရဲ့ main character နှစ်ယောက်စလုံးကို Dragon Ball လိုမျိုးပေါ်ပေါ်ထားတယ်လို့ပြောထားခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်း Naruto ရဲ့အယောင်က Goku လိုမျိုးလိမ္မော်ယောင်ဖြစ်ပြီး Sasuke ရဲ့အယောင်ကတော့ Vegeta လိုမျိုးအပြာနဲ့အဖြူကိုအတုပြုပေးထားပါတယ်။အယောင်တူညီနေပေမဲ့ character development အပိုင်းကိုပြန်လဲဆက်စစ်ကြည့်ရင်တော့လုံးဝလုံးဝတူညီမနေခဲ့ပါဘူး။ နံပါတ်7နေရာမှာတော့ Sasuke ရဲ့ main inspiration တွေဖြစ်ပြီးအများစုကတော့ Hunter x Hunter စီကနေပဲဆင်သက်လာခဲ့ပါတယ်။ Hunter x Hunter ကိုရေးသားသူ Togashi ဆိုတာ Kishimoto ရဲ့အကြိုက်ဆုံး manga writer တစ်ယောက်လည်းဖြစ်ပါတယ်။ပြောရမယ်ဆိုရင် Kishimoto က Togashi ရဲ့ big fan တစ်ယောက်လည်းဖြစ်ပါတယ်။ Sasuke ရဲ့ blogger brother တို့တည်တဲ့အတိုင်းသူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးကရှင်းလင်းခံလိုက်ရတယ်။အဲ့လိုရှင်းလင်းသွားတဲ့လူကိုလက်စားချေနိုင်ဖို့အစွမ်းကုန်စူးစမ်းနေတဲ့လူငယ်တစ်ယောက်အဖြစ်ပုံဖော်ထားခံခဲ့ရပါတယ်။ ဒီ vlog hunter hunter ရဲ့ကခူရာပီကာရဲ့ vlog တစ်ခုဖြစ်ပြီးသူ့ရဲ့မျိုးနွယ်စုအတွက်လက်စားချေဖို့ကြိုးစားနေခဲ့ရှာပါတယ်။မတူတာတစ်ခုကတော့ subscribe လက်စားချေရမယ့်လူကသူ့ရဲ့အကိုအရှင်ဖြစ်သူအီတာကြီးဖြစ်ပြီးခူရာပီကာလက်စားချေရမှာကတော့အခြားလူတွေသာဖြစ်ပါတယ်။ subscribe ရဲ့ vlog ကိုတော့ခူရာပီကာစီကနေ Kishimoto တရား reference ယူခဲ့ပေမဲ့အသွင်အပြင်ကိုတော့ Tokashi ရဲ့အခြား character တစ်ခုစီကနေ reference ထည့်ယူခဲ့ပါတယ်။အဲ့ character ကတော့ Yu Yu Hakusho ရဲ့က character တစ်ခုပဲဖြစ်ပါတယ်။ အဲ့ခရိုက်တာရဲ့နာမည်ကိုတော့ Heal လို့ခေါ်ဆိုပြီး SAS ကဲလိုမျိုးမျက်နှာထားနဲ့ကျူးဆက်ဆက်ဆန်တဲ့ခရိုက်တာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၁၄နေရာမှာရောက်ရှိနေခဲ့တာကတော့ Naruto series မှာထည့်သွင်းအသုံးပြုထားတဲ့ Lagwa တွေကဂျပန်နိုင်ငံရဲ့ Shinobi အစ်စ်တွေအသုံးပြုခဲ့တဲ့ Lagwa ပုံစံတွေပဲဖြစ်ပါတယ်။ဒီ Lagwa ပုံစံတွေကဂျပန်နိုင်ငံရဲ့လက်တင်ဂေတာအရာသရိစံစနစ်ကောင်ကိုအဓိကကိုစားပြုထားပါတယ်။ Naruto series ရဲ့ Lagwa တွေကအများကြီးရှိပေမဲ့အဓိကအနေနဲ့အသုံးများချတာကတော့၁၂ခုတည်းသာဖြစ်ပါတယ်။ ဒီလက်ကွက်တွေကိုတော့ဒီနေ့အချိန်မှာဆက်လက်အတုပြုခြင်းမရှိတော့တာကြောင့်ပျောက်ကွယ်သွားတဲ့ဂျပန်ရည်ကြီးမှုတစ်ခုပဲဖြစ်ပါတယ်။နံပါတ်15နေရာမှာရောက်ရှိနေခဲ့တဲ့တူညီမှုကတော့ Mortal Kombat ထဲက character တစ်ခုကို reference ယူထားတာမျိုးဖြစ်ပါတယ်။နောက်ထိုထဲက Digiriki တကောင်ဖြစ်တဲ့ Han ဆိုတာက Mortal Kombat character တစ်ခုဖြစ်တဲ့ Sub Zero နဲ့စေတူနေခဲ့ပါတယ်။ Sub Zero ရဲ့ in-game ability ကလည်း smoke တွေကိုထိချုပ်တာမျိုးဖြစ်ပြီး Han ကလည်းရေနွေးငွေ့တွေကိုထိချုပ်အတုပြုလေးရှိပါတယ်။နံပါတ်16နေရာမှာကတော့ပကြီအနုပညာတစ်ခုရဲ့တူညီနေမှုပဲဖြစ်ပါတယ်။ ဒီပကြီကားချက်ကဂျပန်နိုင်ငံရဲ့နာမည်ကြီး The Great Way for Kanagawa ပကြီကားပဲဖြစ်ပါတယ်။ဒီပကြီပုံစံမျိုးကိုခီရှီမိုတိုကနာဟူတိုနဲ့ Sasuke ရဲ့ Final Battle မှာထည့်သွင်းအသုံးပြုပေးထားခဲ့ပါတယ်။ Sasuke ရဲ့ Majestic Susanoo နဲ့နာဟူတိုရဲ့ Kurama Avatar တို့တိုက်ခိုက်တဲ့အချိန်မှာပိုမိုဝေစာနေရောင်အနောက်ကနေရှေ့လိုက်တပွဲမထင်မရှားထည့်သွင်းအသုံးပြုပေးထားခဲ့ပါတယ်။နံပါတ်19နေရာမှာရောက်ရှိနေခဲ့တဲ့ဒူညီမှုကတော့လိတ်ကျွန်းပေါ်မှာဖြစ်ပျက်ခဲ့ပါတယ်။လိတ်ကျွန်းပေါ်မှာနာဟူတိုကိုရှာမာထူရိုကဂျင်းထည့်ပြီး Trainer တွေကို Train ခိုင်းခဲ့ပါတယ်။ ။ဒီထဲမှာဂေါ်ရီလာကြီးတစ်ကောင်လည်းပါဝင်ခဲ့ပြီးအဲ့အကောင်ကြီးရဲ့နာမည်ကတော့ခင်းချံပဲဖြစ်ပါတယ်။ခင်းချံဆိုတာအလုံးတီးပီးသားဖြစ်တဲ့ခင်းခေါင်ရဲ့ inspiration တစ်ခုလည်းဖြစ်ပါတယ်။ခင်းခေါင်ကလည်းကျွန်းတစ်ခုမှနေထိုင်သလိုခင်းချံကလည်းလေကျွန်းပေါ်မှာနေထိုင်နေခဲ့ပါတယ်။နံပါတ်၁၈နေရာမှာရောက်ရှိနေခဲ့တဲ့တူညီမှုကတော့ဟိုခါခဲကြောက်တုံးတွေပဲဖြစ်ပါတယ်။ဟုတ်ကားခဲ့ကြောက်တုံးတွေကိုတော့ခွနူဟာရဲ့တောင်တစ်ခုရဲ့နေရာမှာထွင်းထုထားခဲ့ပါတယ်။ဒီဖန်ဒီမူက reality မှာဆိုရင် Rushmore Mountain နဲ့တောင်သွားပြီးစင်တူနေခဲ့ပါတယ်။ ရက်ရှ်မိုးတောင်မှာလည်းရုပ်ထုစုစုပေါင်း၄ခုကိုထွင်ထူထားခဲ့ပြီးနောက်ထိုစီးရီးယားအစားမှာလည်းမျက်နှာ၄ခုကိုထည့်သွင်းထွင်ထူထားခဲ့ပါတယ်။ရက်ရှ်မိုးတောင်ကတော့အမေရိကန်နိုင်ငံမှာတရှိနေခဲ့ပြီးအရေးပါတဲ့တမရ၄ယောက်ရဲ့မျက်နှာတွေကိုထွင်ထူထားခဲ့တာပါ။နောက်ပိုင်းမှာတော့ခွန်နှွားရဲ့ကြောင်းနေရန်တွေမှာအခြားသောဟိုကာကယ်ရီရဲ့မျက်နှာတွေကိုထည့်သွင်းထွင်ထူလိုက်တာကြောင့်ရက်ရှ်မိုးနဲ့တော့မဆင်တူတော့ပါဘူး။ဒါပေမဲ့ Siri ရဲ့အစောပိုင်းမှာထွင်ထူထားခဲ့တဲ့ကြောင်းမျက်နှာလေးခုကတော့တေချာပေါက် Rashmo Mountain နဲ့စစ်တူနေခဲ့ပါတယ် နံပါတ်16နေရာမှာရောက်ရှိနေခဲ့တာကတော့ data raw ရဲ့ reference တွေပဲဖြစ်ပါတယ်။ပထမဆုံး reference ကတော့ data raw ရဲ့အဆိုစကားတစ်ခုဖြစ်ပြီးအမှုပညာဆိုတာပောက်ကွဲမှုပဲလို့အမြဲပြောလို့ရှိပါတယ်။ဆိုတော့ဒီစကားကဂျပန်နိုင်ငံရဲ့အမှုပညာရှင်တစ်ယောက်ဖြစ်တဲ့ Taro Okamoto လို့ခေါ်တဲ့လူတီယောက်စီကနေစစ်တလာခဲ့တာမျိုးဖြစ်ပါတယ်။ဒီဘဲရအတမွေးဝမ်းချောင်းအလောက်အကင်ကတော့ပြီးသူကပညာရှင်တယောက်ဖြစ်ပြီးဒေရာရာအမြဲပြောလို့ရှိတဲ့ခတ်ဆိုတဲ့စကားကလည်းထာရိုစီကနေဆက်သက်လာခဲ့တာပဲဖြစ်ပါတယ် ဒေတာရောတယောက်အနုပညာဆိုတာဘုံကနေမြည်တဲ့အတန်ဒါမှမဟုတ်လဲပောက်ကွဲမှုလို့မင်းထင်နေတာလားမားတယ်အနုပညာဆိုတာလျှက်တပြက်ဖြစ်ပြက်မှုပဲလို့ Sasuke ကိုပြောခဲ့ပူပါတယ်ဒီအဆိုစကားကိုဒေတာရောက Sasuke နဲ့တိုက်ခိုက်ခဲ့တဲ့နောက်ဆုံးပတ်ထည်မှာထုတ်ပြောသွားခဲ့တာမျိုးဖြစ်ပါတယ်ဒီနေရာမှာ Super Flash လို့ခေါ်တဲ့လျှက်တပြက်ဖြစ်ပြက်မှုကိုကျွန်တော်တို့အားလုံးသိကြတဲ့ဂျပန်နိုင်ငံရဲ့ artist တယောက်ဖြစ်တဲ့ Takashi Murakami ကဖန်တီးခဲ့ပါတယ်ဒါကြောင့်ဒေတာရောက Sasuke ကိုကြွယ်ခဲ့တဲ့စကားက Takashi Murakami စီကနေ inspire ယူထားတာမျိုးဖြစ်ပါတယ် နံပါတ်21နေရာမှာရောက်ရှိနေခဲ့တာကတော့ Hidara အသုံးပြုခဲ့တဲ့ C4 Karura ဖြစ်ပြီး Nano အရွယ်အစားထိဖြည့်ဆည်းပြနိုင်တဲ့ပောက်ကွဲမှုတစ်ခုလည်းဖြစ်ပါတယ်။ဒီကိစ္စကိုတည်တည်ချာချာရှင်းပြနိုင်ဖို့အတွက်ဆိုရင်ဗုဒ္ဓဘာသာနဲ့ Hindu ဘာသာတို့ရဲ့ methodology တွေကိုရှင်းပြမှပဲအဆင်ပြေပါလိမ့်မယ်။ Karura ဆိုတာဗုဒ္ဓ methodology မှာပါဝင်တဲ့ငှက်လူသားတစ်ယောက်ဖြစ်ပြီး Hindu ဘာသာမှာဆိုရင်တော့ဒီတဲ့ဝါကို Garuda လို့ခေါ်ဆိုပါတယ်။ ခါရူရာကမွေကြီးတကောင်ကိုအနိုင်ယူနိုင်ခဲ့တဲ့ငှက်လူသားဖြစ်တာကြောင့်ဒေရာရာရဲ့ခါရူရာကလည်းမွေကိုကိုစားပြုတဲ့အိုရိုချီမာရူရဲ့တပည့်ဆာစကဲကိုအနိုင်ယူနိုင်လိမ့်မယ်လို့ဖော်ပြပေးထားခဲ့တာပါ။ဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်းဆာစကဲဆိုတာမွေမဟုတ်ပဲသိငှက်တကောင်ဖြစ်နေတာကြောင့်ဒေရာရာရဲ့ခါရူရာထက်ပိုမြင်နိုင်စွမ်းရှိနေခဲ့ပါတယ်။နံပါတ်22နေရာမှာရောက်ရှိနေခဲ့တာကတော့ဒေရာရာရဲ့ C0 Explosion ဖြစ်ပြီးဂျပန်နိုင်ငံမှာပဲရှိတဲ့ Tower for the Sun လို့ခေါ်တဲ့မျှော်စင်တစ်ခုကို Experiment UP ဖန်တီးထားခဲ့ပါတယ်။ ပောက်ကွဲမှုကိုတည်တည်ချာချာကြည့်မယ်ဆိုရင်ဒီမျောစနစ်တစ်ထပ်တည်းစီလူနေတာကိုဘရာသာတို့တည်တည်ထားမိနိုင်ပါတယ်။မျောစင်ရဲ့ format ကိုတည်တည်ချာချာ develop လုပ်ထားတာကြောင့် C0 ရဲ့ပောက်ကွဲမှုကထူးခြားနေခဲ့ပါတယ်။ဘရာသာတို့အံ့ဩသွားနိုင်တာကတော့အဲ့မျောစင်ကိုတိဆောက်ခဲ့တဲ့လူကအမှုပညာဟာပောက်ကွဲမှုပဲလို့ဆိုခဲ့တဲ့ Taro Okamoto ပဲဖြစ်ပါတယ်။ဒါကြောင့် Data Raw ရဲ့ character development ကတောက်ရန်တောက်ရန်အထာချနေတာကြောင့်ကျွန်တော်ကတော့အယံကြိုက်ပါတယ်။နံပါတ်23နေရာမှာရောက်နေတာကတော့ဖြာကူကန်ရဲ့ inspiration တစ်ခုဖြစ်ပြီးအဓိကကတော့ nuclear strike ရဲ့ ဖိထန်တွေကိုကိုစားပြုထားပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့အမေရိကန်နိုင်ငံဘက်ကဂျပန်နိုင်ငံရဲ့မျိုးကြီးနှစ်ခုဖြစ်တဲ့ဟီရိုရှိမားနဲ့နာဂါဆာကီတို့ကိုနျူကလ িয়ার နဲ့တစ်ခုနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီအကြောင်းအရာဒီအတိတ်ဒီသမိုင်းကိုတော့အလုံးလဲသိပြီးသားဖြစ်ပါလိမ့်မယ်။ That's right ရဲ့ side effect ကိုဘရာသားတို့မမြင်တွေ့ဘူးဘူးဆိုရင်တောင်မှအခုပြထားတဲ့နေဂျီရဲ့ဖြာကူကန်ကနျူကလ িয়ার ရဲ့ side effect တစ်ခုပဲဖြစ်ပါတယ်။ပုံစံကိုဖော်ပြရမယ်ဆိုရင်နျူကလ িয়ার တန်ခွေတွေကမျက်လုံးကိုရိုက်ခတ်တာကြောင့် သွေးကြောတွေထောင်းလာပြီးမျက်စံကတော့ပြောက်ွယ်သွားခဲ့ပါတယ်။ဒါကြောင့်သွေးကြောတွေနဲ့အတူအဖြူရောင်မျိုးလုံးတွေကိုသာနျူကလ িয়ার ကဖန်တီးပေးခဲ့ပြီးအသက်ပေါင်းများစွာကိုနှုတ်ယူသွားခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့အတန်ပိုင်းဆိုင်ရာကိုစန်စာဖြတ်တောက်ထားတာကအလွန်ဝမ်းနည်းစရာကောင်းတဲ့အတိတ်ဆိုးတစ်ခုဖြစ်နေတာကြောင့်ပါ။ကီရှီမိုတိုကတော့ဒီလိုအဖြစ်ဆိုးကိုအင်အားတစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့ကြောင်းကိုအသိစိတ်ကြကြအမှုပညာဆက်ဆံပုံဖော်ပေးထားခဲ့ပါတယ်။ကန်းသွားတဲ့မျက်လုံးဖြူဖြူတွေဟာ ပိုဝဲတဲ့အကွာအဝေးကိုထိုးပေါက်မြင်နိုင်ခဲ့တဲ့ဆိုရဲဖတ်တစ်ခုကိုဖြာကူကန်ဆိုရဲအဗလတီတစ်ခုနဲ့ပြောပြပေးသွားခဲ့တာပါကျွန်တော်အနေနဲ့ brother တို့အတွက်နောက်ထူနဲ့ပတ်သက်ပြီးအထွေထွေဗဟုသုတရရှိစေနိုင်မယ့်အခုလို content မျိုးတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ဒါကြောင့် channel လေးကို subscribe လုပ်ခဲ့ပြီး video လေးကို like လေးပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။နံပါတ်24နေရာမှာရောက်ရှိနေခဲ့တာကတော့အဆုံးသက်တောင်ကြားမှာ site ထူထားတဲ့ Majra နဲ့ Hashirama တို့ရဲ့ရုပ်ထုကြီးနှစ်ခုဖြစ်ပြီး Love for the Rings အကားတဲ့ကရုပ်ထုကြီးနှစ်ခုနဲ့တွားပြီးတူညီနေခဲ့ပါတယ်။ အဲရုပ်ထူကြီးနှစ်ခုကအယံမျက်နှာတစ်ခုတည်းကိုမျက်နှာမူနေခဲ့ကြပေမဲ့ဟာရှီရာမာနဲ့မာဒရာတို့ကတော့တယောက်မျက်နှာကိုတယောက်မူနေခဲ့ကြပြီးတိုက်ခိုက်ကြတော့မဲ့ပုံစံကိုပုံဖော်နေခဲ့ကြတာပါနံပါတ်25နေရာမှာရောက်ရှိနေခဲ့တဲ့အကြောင်းအရာကတော့ဘရာသားတို့တီပီတာဖြစ်ပေမဲ့စိတ်ဝင်စားစရာကောင်းနေတာကြောင့်ထည့်ပြီးပြောပြချင်ပါတယ်။မန်ဂယ်ကျိုးရှာရင်းကန်တိုင်းရဲ့ availability တွေကဂျပန်နိုင်ငံရဲ့ရှင်တိုနတ်ဖျားတွေကိုကူစားပြုထားခဲ့ပါတယ်။အမက်ထရာဆူဆိုရာနေနတ်ဖျားဖြစ်ပြီးစကီယိုမီဆိုရာလာနတ်ဖျားပဲဖြစ်ပါတယ်။ ခီရှီမိုတိုကအဗလက်ဒီတွေကိုပဲကူးယူခဲ့တာမဟုတ်ဘဲနာမည်တွေကိုပါကူးယူဖော်ပြခဲ့ပါတယ်။နေနတ်ဖျားရဲ့အဗလက်ဒီအတိုင်အီတာချီနဲ့ဆာစကဲရိုအတို့ပြုတဲ့မိတောက်တွေကအဆုံးမရှိတဲ့လောင်ကျွမ်းခြင်းကိုကိုးစားပြုပါတယ်။နေဒဇင်းဆိုရာကလည်းနှစ်တန်းပေါင်းများစွာအထိဆက်လက်လောင်ကျွမ်းနေနိုင်တဲ့ဂုဏ်သတိတစ်ခုရှိပါတယ်။စကီယိုမီဆိုရာကတော့လာနက်ဖျားကိုကိုးစားပြုပြီးလာနက်သက်ဆိုင်တဲ့ဖန်တီးမှုတွေကိုထည့်သွင်းပေးထားလိမ့်ရှိပါတယ်။နာဂေကျိုနှစ်ဖက်ရှိရင်ဆူဆာနိုဆိုတဲ့ defensive ability တစ်ခုကိုအသုံးပြုနိုင်ပြီးအဲ့ဒါကတော့မုန်တိုင်းနက်ဖျားပဲဖြစ်ပါတယ်။ အခုပြောပြပေးသွားတဲ့အမက်ထရာဆုစကီယိုမီနဲ့ဆူဆာနိုတို့ကဖန်ဆင်းရှင်နှစ်ပါးဖြစ်တဲ့အီဇာနာကီနဲ့အီဇာနာမီတို့ရဲ့ကလေးတွေလည်းဖြစ်ပါတယ်။နက်နက်ရှုပ်ထွေးနိုင်တာကတော့အီဇာနာကီနဲ့အီဇာနာမီတို့ကမောင်နှမတွေဖြစ်နေကြပေမဲ့ကလေးတွေကိုမွေးဖွားနိုင်ခဲ့ကြပါတယ်။ကောနှစ်ပါးဖြစ်တဲ့အီဇာနာကီနဲ့အီဇာနာမီကကဘာကြီးရဲ့အတွက်အကျိုးပြုနိုင်မဲ့နှစ်ဖရာသုံးပါးကိုဆက်လက်ဖန်တီးခဲ့သလိုနောက်ထပ်အနမဲထဲမှာလည်းအီဇာနာကီကတိုတောင်းတဲ့ Immortal Ability တစ်ခုကိုပေးစွမ်းနိုင်ပြီးအီဇာနာမီကတော့အစုံးမဲ့တန်တရားကိုဖန်တီးကလွတ်မြောက်ခြင်းတရားကိုပြသနိုင်စွမ်းရှိပါတယ်။ ခူဒိုအာမတ်ကမီဆူရာကတော့နတ်ဘုံအပါဝင်အရာအလုံးကိုဖန်တီးခဲ့တဲ့ပထမဆုံးနတ်ဖျားတစ်ပါးပဲဖြစ်ပါတယ်နံပါတ်26နေရာမှာရောက်ရှိနေခဲ့တဲ့ aspiration တစ်ခုကတော့ခါမူ ਈ ဖြစ်ပြီးရှင်တိုမက်တော်လော်ဂျီမဟုတ်တဲ့ INU မက်တော်လော်ဂျီကနေဆင်းသက်လာခဲ့ပါတယ်။ခါမူ ਈ ကတော့ INU မက်တော်လော်ဂျီမှာဆိုရင် spiritual ဒါမှမဟုတ်လဲ divine being တကောင်ပဲဖြစ်ပါတယ်။နံပါတ်29နေရာမှာရောက်ရှိနေခဲ့တဲ့ aspiration ကတော့ကျွန်တော်အမြဲပြောလို့ရှိတဲ့ methodology aspiration တစ်ခုပဲဖြစ်ပါတယ်။ ရှင်တိုမတော်လောကြီးမှာဘရာသားတို့တည်တဲ့အတိုင်မုံတိုင်းနဲ့ဖျားဆဆာနိုကကောင်းတွေအများကြီးပါတဲ့မွေမေးစာရာမာထိုနိုအိုရိုချီကိုကုဆာနာဂီတာနဲ့အနားယူနိုင်ခဲ့ပါတယ်။ရာထာမေရာဆိုရာကလည်းဂျပန်နိုင်ငံရဲ့လှူဝဲယတနာတစ်ခုဖြစ်တဲ့ရာစာခါနီနိုမာကာထာမာကိုကုစားပြုဖန်တီးပေးထားခဲ့ပါတယ်။ရှားဇဝင်တဲမှာတော့ထိုစုကဒါဟာအီဇာနာဂီရဲ့ဒါဖြစ်ပြီးနောက်ပိုင်းဂျာမာဆဆာနိုကပိုင်ဆိုင်ခဲ့ပါတယ်။ဒီဒါချီနဲ့အိုရိုချီမာရူတို့ရဲ့ဘတ်ချဲကလည်းအဲ့မက်တော်လော်ဂျီကိုပြန်လည်ဖန်တီးထားခဲ့တာမျိုးဖြစ်ပါတယ်။ နောက်ပိုင်းဒါချီတယောက်ခီလာဘီနဲ့တိုက်ခတ်ခဲ့တဲ့အချိန်မှာမာဂါထာမာတွေကိုအတုံးပြုခဲ့ပြီးမာဂါထာမာဆိုတာရှင်ထိုမတော်လဂျီတဲကမှဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်။နံပါတ်29နေရာမှာရောက်ရှိနေခဲ့တာကတော့ခူရာမာဖြစ်ပြီးတရုတ်နဲ့ဂျပန်လေဂျန်ဆွေတဲက VN တကောင်လည်းဖြစ်ပါတယ်။ Legendary Being ကတော့ငြိမ်းချမ်းရေးကိုကိုးစားပြုထားခဲ့ပေမဲ့ခူရာမာကတော့တည်တဲ့အတိုင်းဖြက်စည်းမှုနဲ့ပျက်စီးမှုတို့ကိုသာအတိကကိုးစားပြုနေခဲ့တာပါ။အမေကိုကြောင့်ပါဝင်တဲ့မြေခွေးအချောင်းကိုတရုတ်ဂျပန်အပြင်ကိုမှကိုရီးယားနိုင်ငံမှာပါတွင်ကြဲကြဲတွေ့ရတတ်ပါတယ်။ အမေကိုကြောင်းပါတဲ့ဘီရင်ကိုခိဆူနေသူမဟုတ်ကူရာမာလို့ခေါ်ဆိုလေးရှိကြပါတယ်။ရင်ရရဲကိုကူစားပြုတဲ့ဘီရင်ဖြစ်ပေမဲ့သူ့ရဲ့နေချာအတိုင်းအမေကိုကြောင်းပါတဲ့မြေခွေးကလူသားတွေကိုအမြဲလှည့်စားလေးရှိပါတယ်။ဒီမြေခွေးကအရန်ချောမောလာပါတဲ့ယောက်ျားသူမဟုတ်မိမတယောက်ပုံစံကိုပြောင်းလဲနေထိုင်နေစွမ်းရှိပါတယ်။နာအိုထိုစီရီတဲကနာအိုထိုအသုံးပြုခဲ့တဲ့စစ်စီဂျေဆုဆိုရာကလည်းဘီရင်ရဲ့အဗလတီတစ်ခုလည်းဖြစ်ပါတယ်။ နံပါတ်29နေရာမှာရောက်ရှိနေခဲ့တဲ့ Aspiration ကတော့ Shukaku နဲ့ Tanuki တို့ရဲ့တူညီမှုဖြစ်ပြီး Tanuki ဆိုတာဂျပန်နိုင်ငံရဲ့ Raccoon အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ Shinto Mythology ထဲမှာတော့ Tanuki လေးက Spirit တကောင်ဖြစ်ပြီး Shape Shifting Ability ကိုပိုင်ဆိုင်ထားတာကြောင့်လူသားတွေကိုကြည်စဲလေးရှိပါတယ်။ဒီကောင်လေးကလက်ဖက်ရည်အိုးတစ်ခုကိုအမြဲကင်ဆောင်လေးရှိပြီးအငိမ့်မနေတာကြောင့်ပဲအဲ့လက်ဖက်ရည်တွေကအမြဲမှောက်ကြလေးရှိပါတယ် ဒီလက်ဖက်ရည်အိုးကလေးကိုရှုခါကူးလို့ခေါ်တဲ့ဆရာတော်တပါးကခါရာတကူနဲ့မန်မုတ်ပြီးလိုက်တဲ့အခါမှာတော့အဲ့လက်ဖက်ရည်တွေကအပြင်ကိုလုံးဝမှောက်ကြခြင်းမရှိတော့ပါဘူးဒီမတော်တော်ကြီးကိုခီရှီမိုတိုကအခြေခံပြီးရှုခါကူးကိုပုံဖော်ရင်းအစောပိုင်းမှာအိုးတခုထဲမှာချိန်ပိတ်ခံခဲ့ရတဲ့ဆိုပြီးဖော်ပြခဲ့ကနောက်ပိုင်းမှာတော့ဆရာတော်တပါးစီမှာပြောင်းလဲချိန်ပိတ်ခံခဲ့ရပါတယ်ရာဇဝင်ထဲမှာဆိုရင်လည်းဌာနုကီနဲ့ခီဆူနဲတို့ကလုံးဝမတဲကြသလိုအနေမဲထဲမှာဆိုရင်လည်းရှုခါကူးနဲ့ကူရာမာတို့ကလုံးဝမတဲကြပါဘူး နံပါတ်30နေရာမှာရောက်ရှိနေခဲ့တဲ့ aspiration တစ်ခုကတော့ Hashirama ရဲ့လက်ထောင်ပါဝင်တဲ့ဗုဒ္ဓယုတ်ထုကြီးပဲဖြစ်ပါတယ်။ဒီယုတ်ထုကြီးကဗုဒ္ဓဘာသာရဲ့ Avalokiteshvara ကိုကိုးစားပြုပြီးလက်မောင်းပေါင်းတထောင်ပါဝင်ပါတယ်။ဒီလက်မောင်းတော်တထောင်ကဗုဒ္ဓသည်လူပေါင်းများစွာကိုကူညီဖေးမပေးနေတယ်ဆိုတဲ့အထိပ္ပာယ်ကိုဖော်ပြခြင်းဖြစ်ပါတယ်။ကောင်းကောင်းဆိုးဆိုးရုပ်လက်မြန်မြွေတရားပြခဲ့တာဟာဗုဒ္ဓရဲ့စစ်မှန်သောစိတ်နှလုံးဖြစ်ပြီး Hashirama ကလည်းကောင်းကောင်းဆိုးဆိုးတရားချဖို့ကြိုးစားခဲ့တာကြောင့်ကူညီတဲ့ aspiration တစ်ခုဆိုရင်လည်းမမှားဘူးပေါ့။ နံပါတ်30နေရာမှာရောက်ရှိနေခဲ့တဲ့ reference ကတော့ Sipharo Pain ဖြစ်ပြီးဗုဒ္ဓဘာသာရဲ့အဖက်ဖန်ခြင်းလဲရာပုံ6ပုံကိုကိုစားပြုပေးထားပါတယ်ဗုဒ္ဓဘာသာမှာဆိုရင်စိတ်ဝိညာဉ်တိုင်းကခါမာလို့ခေါ်တဲ့အမှတ်တစ်ခုကိုအတုပြုပြီးပုံချပုံနဲ့ဆက်သွယ်ခြင်းကိုခံထားကြရပါတယ်။ပထမဆုံးဖတ်တစ်ခုကတော့ deva ဖတ်ဖြစ်ပြီးနတ်ပုံကိုဆိုလိုပါတယ်။နောက်ထိုထဲမှာတော့ deva ဖတ်ကရှာဤကိုဖြစ်ပြီးနတ်ဖျားအလားစွားရိကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ဒုတိယဖတ်ကတော့အရှူရာဖတ်ဖြစ်ပြီးဂျမီကောဆွေကိုကိုစားပြုပါတယ်။ အရှူရာဖက်ကလည်းဒမ်မီကော့စ်ရဲ့အတိုင်လက်နက်မျိုးစုံကိုအသုံးပြုနိုင်ပြီးအမြဲတမ်း aggressive စံနေတတ်ပါတယ်။တတိယမြောက်ပုံကတော့လူပုံဖြစ်ပြီးနောက်ထိုးထဲမှာတော့လူသားတွေရဲ့ဝိညာဉ်ကိုဆွဲနှုတ်နိုင်စွမ်းရှိနေခဲ့ပါတယ်။စတိုဒါမြောက်ပုံကတော့ဒရိဆန်ပုံဖြစ်ပြီးနောက်ထိုးထဲမှာတော့ဒရိဆန်တွေကိုဆင့်ခေါ်နိုင်စွမ်းရှိနေခဲ့ပါတယ်။တင်ဆက်မမြောက်ပုံကတော့ Prita ဖက်ဖြစ်ပြီးတရေပုံကိုကိုစားပြုကနောက်ထိုးထဲမှာတော့ Chakra ဆွေယူနိုင်တဲ့စွမ်းရည်တစ်ခုအဖြစ်ပုံဖော်ထားခဲ့ပါတယ်။ခြားခုမြောက်ပုံကတော့ Neraka ဖက်ဖြစ်ပြီး အပယ်ငရဲကိုကိုစားပြုထားကနာအိုထိုထဲမှာတော့ငရဲမဲကြီးကိုစင်ခေါ်နိုင်စွမ်းရှိပါတယ်။တခါတည်းရှင်ပြပေးထားချင်တာကတော့မီနာထိုစင်ခေါ်ခဲ့တဲ့ရှီကီဖူးဂျင်ကတေမင်းဖြစ်သည်။နရခါဖက်မှာပါဝင်တာကတော့ငရဲမင်းဖြစ်တာကြောင့်မတူညီပါဘူး။နံပါတ်32နေရာမှာရောက်ရှိနေခဲ့တဲ့ inspiration ကတော့ Indra ဖြစ်ပြီးယာဒီဥဒုနဲ့ဆိုင်တဲ့မြေကြီး၊မိုးကြီး၊မုံတိုင်း၊လျှက်စီးနဲ့မိုးကြိုးတွေကိုထိတ်ထုတ်နိုင်စွမ်းရှိတဲ့ Hindu mythology တဲကနဖရတပါးပဲဖြစ်ပါတယ်။ Hagoromo ရဲ့တာဖြစ်သူ Indra ဆိုတာကလည်း Hindu god တပါးကို inspire ယူပြီးဖန်တီးထားတာပါ။ Final Battle မှာ Sasuke တယောက်နာအထူအပေါ်မှာအသုံးပြုခဲ့တဲ့ Endura ရဲ့ Arrow ဆိုတာကလည်းလျက်စီးနဲ့မိုးစိုးတွေပါဝင်နေတာကြောင့် Hinu နှစ်ဖျားကိုကိုစားပြုထားခဲ့ပါတယ်။နံပါတ်33နေရာမှာရောက်ရှိနေခဲ့တာကတော့ Sasuke အသုံးပြုနိုင်ခဲ့တဲ့ Amano Tejikara ရဲ့ Inspiration တစ်ခုပဲဖြစ်ပါတယ်။ Amano Tejikara ရဲ့အတိတ်ဘယ်ကလည်းတစ်ဖက်သေးတဲ့နေရာတွေကိုရွှေ့ပြောင်းနိုင်စွမ်းရှိတဲ့နှစ်ဖျားလို့အတိတ်ပဲရပါတယ်။ဒီနှစ်ဖျားက Roman Mythology တဲ့က Hercules လိုမျိုးအရှမ်းတန်မာမှုရှိပါတယ်။ဒါပေမဲ့တန်မာမှုထက် Sasuke ရဲ့ကျဆူမာကနေရာပြောင်းနိုင်တာတော့ပဲပါဝင်ခဲ့ပါတယ်။ နံပါတ်34နေရာမှာရောက်ရှိနေခဲ့တာကတော့ဟီဒန်ရဲ့ဘာသာတရားဖြစ်တဲ့ဂျာရှင်ဘာသာရေးဆိုတာကအိန္ဒိယနိုင်ငံရဲ့တာကီဘာသာရေးကိုအဓိကကိုစားပြုထားခဲ့ပါတယ်။နံပါတ်35နေရာမှာရောက်ရှိနေခဲ့တာကတော့ချီရာယာစနာဒဲနဲ့အိုရိုချီမာရူကိုတူညီတဲ့ဖိုလ်လော်တစ်ခုနဲ့ဖန်တီးပေးထားခဲ့တာမျိုးဖြစ်ပြီးအိုက်ဖိုလ်လော်ထဲမှာပတ်ကြီး၊မွေနဲ့ဖားရုကလည်းပါဝင်ခဲ့ကြပါတယ်။နံပါတ်36ကတော့နောက်ထပ်ဆီရီယက်ကအစောပိုင်းရှင်နိုဘီစစ်ပွဲတွေကဂျပန်နိုင်ငံရဲ့16ရာစုလောက်မှာဖြစ်ပွားခဲ့တဲ့ဖူဒဲကလန်တွေရဲ့စစ်ပွဲတွေကိုကိုစားပြုထားပါတယ်။ နံပါတ်39နေရာမှာတော့မာဂျရာအတူပြုခဲ့တဲ့လျက်စီတဆူရဲ့ aspiration ကရောက်ရှိနေခဲ့ပြီးခီရှီမိုတိုကိုရန်က The Amazing Spider-Man 2ရဲ့ poster ကို reference ယူထားကြောင်းအင်တာဗျူးတစ်ခုမှာပြောပြခဲ့မှုပါတယ်။နံပါတ်38ကတော့ခီရှီမိုတိုတယောက် Sakura ရဲ့ character design ကိုသူမိန်းမနဲ့တူအောင်ရေးဆွဲထားခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့သူရဲ့မိန်းမဟာသူနဲ့ယူပြီးတဲ့နောက်ပိုင်းမှာ Hinata နဲ့ပို့ပြီးတူလာကြောင်းပြောပြခဲ့မှုပါတယ်။ကြည်ရတဲ့လောက်ရည်စားဘဝမှာခီရှီမိုတိုတယောက်တော်တော်လေးအနိုင်ကျင့်တာကိုခံခဲ့ရပုံပေါ်ပါတယ်။ နံပါတ်39ကတော့ Hinata ကနာဟုထိုးကိုလက်စီတစ်ခုထိုးပေးခဲ့ပြီးအိုက်ဖလော့ကကီရှီမိုတိုရီယောသူမိန်းမကသူ့အတွက်လက်စီထိုးပေးတဲ့အကြောင်းကိုစမြုပ်ပြန်ပြီးပုံဖော်ထားခဲ့တာပါနံပါတ်40ကတော့ Ichira Kuraman ဆိုင်ကခီရှိမိုတိုတက်ခဲ့တဲ့ကောလိပ်ချောင်းဘေးနားမှာတကယ်ရှိခဲ့တဲ့ဆိုင်လေးဖြစ်ပါတယ်။နံပါတ်41ကတော့ Kunoha Joa ကိုခီရှိမိုတိုကသူ့ရဲ့မွေးရည်နာကီနဲ့တူအောင်ပုံဖော်ထားခဲ့ပါတယ်။နံပါတ်42ကတော့ Naruto ရဲ့ Final Chapter မှာခီရှိမိုတိုတရား One Piece Logo တစ်ခုကို Naruto ရဲ့ရုပ်ထုမှာထည့်သွင်းရေးဆွဲခဲ့ပါတယ်။ အိုတာဘတ်ကလည်းသူ့ရဲ့မန်ဂါချပ်တာတစ်ခုမှနောက်ထွန်းတဲ့လူဖီတို့တွေးဆနေပုံကိုလေးစားမှုတစ်ခုအနေနဲ့ပြန်လည်ရေးဆွဲဖော်ပြခဲ့ပါတယ်။ကဲဒါရီကတော့နာဟုတူစီးရီးရဲ့တူညီမှု52ခုဖြစ်ပြီးပရာသာတို့အနေနဲ့တူညီမှုဘယ်နှခုလောက်ကိုတည်ထားလဲဆိုတာကိုအောက်က comment section မှာဖြေကြားသွားလို့ရပါတယ်။အော်ဒါနဲ့ပရာသာတို့အနေနဲ့ NMR Gate တွေကိုကျွန်တော်ရဲ့ Hidden Student ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်အပွားပါမနေ့ပြန်ကြရင်နောက်ထပ်ဗီဒီယိုအသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့အားလုံးပဲဘိုင်ဘိုင်